ဘုံကြီးတက်ခိုက်ခံရတဲ့ကြောင်းဟာအလေရန်ကြောင်းဖြစ်ပြီးကြောင်းကိုတက်တက်ပြတ်သွားတာလို့ဒေသခံတူကပြောပြတာပါတိခိုက်ဒေဆုံမှုများပြားပြီးဆိုရင်စရာအခြေအနေဖြစ်တယ်လို့တော်လရေးတပ်ဖွဲ့ဝင်တူကလည်းပြောပြပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာခင်ဗျားတို့ကျွန်တော်သိတဲ့အတိုင်းပဲဖက်ဆစ်စနစ်ရဲ့စူးကျိုးတွေကျွန်တော်ခံစားရပါတယ်အဲမြန်မာပြည်သူတရားလုံးလဲနှိပ်စက်ခံရပါတယ် 给比如段人见人我你晓的对不对？阿个地皮人嘛，沙丁江红克可,的,可的，沙丁那个沙丁江红包，光拆了，可雷输了就来个，喏，地铁施工是有帮忙，没路偷看人家我们收入钱喏。人见人爱，过年多赚钱，过年办什么？快乐米啊！ ောက်ရှက်မရှိတဲ့ရုပ်တွေနဲ့ခုံတနေရရဖို့အတွက်အခုတိုင်းပြည်ကိုဒါတော့အကျန်းဖက်နေတဲ့ကောင်တွေကိုငြိမ်းချမ်းရင်းဆိုတော့ပြောတဲ့ကောင်တွေကလည်းရှိသေးတယ်နော်ဘလို့ငြိမ်းချမ်းမှလဲလက်ရှိတိုင်းပြည်မှာအကျန်းဖက်နေတာဘလို့လဲနောက်တော့မှတင်းကိုကြည့်ပါစိတ်ပြက်စရာကြီးစကိုင်းတိုင်းတပရင်မြို့နယ်အိုထင်းကွင်းရွာစာတင်ချောင်းကိုစကောင်စီတပ်ကဒီနေ့မေလ12ရက်မနက်ပိုင်းမှာလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်နဲ့ဆရာဆရာမတွေတိုက်ခိုက်ဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်ဘုံကျဲတိုက်ခိုက်ခံရတဲ့ကြောင်ဟာအလေရန်ချောင်းဖြစ်ပြီးကျောင်းကိုတက်တက်ပြတ်သွားတာလို့ဒေသခံတို့ကပြောပြတာပါ ထိခိုက်တော်မှုများပြားပြီးစိုးရိမ်စရာအခြေအနေဖြစ်တယ်လို့တော်လရင်တခုမှန်တူကလည်းပြောပြပါဗျ။ဒီနေ့မနက်တပရဲမြို့နယ်အိုထင်းကွင်းရွာစာတင်ကျောင်းလေကျောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ကိုဗစီကြီးရွာလေကျောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ဒေသခံတွေကခိုင်းနှိုင်းနေကြတာပါ။အာနာဒိစက်ကောင်စီလေတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေအတွင်းဒကြိမ်နဲ့လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့စကိုင်းတိုင်းကမ်ဘလိုမြို့နယ်ဗစီကြီးရွာလေကျောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ဟာပြီးခဲ့တဲ့2023ဧပြီ17ရက်ကဖြစ်ပွားခဲ့တာပါ။ဗစီကြီးရွာလေကျောင်းတိုက်ခိုက်ခံရမှုအတွင်းမှာ ကလေးငယ်အယောက်40အမျိုးသမီး24ယောက်အပါအဝင်အရက်သား168ယောက်သေဆုံးခဲ့တာပါဒါအပြင်ဒေသခံအယောက်50ထပ်မနည်းဟာလည်းကိုလက်အင်ကာဆုံးရှုံးပြီးမတန်ဆန်းဘဝကိုရောက်ခဲ့ရပါတယ်ဒီပရင်းမျိုးကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေဟာ2024ဩဂတ်လမှာခနတာတင်ပိုက်ထင်းချုံနိုင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းပစ်ကိုအပြင်းထန်ပြုလုပ်ခဲ့တာကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေကမြို့ပေါ်ကနေပြန်လည်ဆုတ်ခွာခဲ့ရတာပါမင်းတွေဒီကြောင်းတဲ့ရင်းကိုဟိုဒါဟုတ်ရတဲ့ဒီဖက်တဲ့ဒီနေကျွန်တော် ပေါ်ငါ့ရဲ့ပုံမျိုးရေးချမ်းတက်ခဲ့သွားတယ်ဗျဟုတ်ဟိုကလေးတွေကျွန်တော်ဒီနေရာကြီးမဝေးအောင်လို့ဆိုတော့ရာနာချုပ်ဆက်ကဘေးဘေးပါကလေးတွေကတော့အကုန်လုံးသူ့ပြီးတော့အပြင်နေတင်ကြရတယ်ပေါ့ဟုတ်လားဟုတ်ဒီမှာ73နှစ်73နှစ်ဝန်းကျင်ကနေပြီးတော့သူတို့ကြည့်ကြည့်တယ်ပေါ့နော်6 6နှစ်9နှစ်ဝန်းကျင်နေပြီးပါတယ်ဟုတ်ဒီကတော့ဒီဒီပဲဗျဟုတ်ဟုတ်တော့လောလောဆယ်တော့ကျွန်တော်တည်ဆုံးဒီပေါ်ရရတယ်ပေါ့ နှစ်ဆယ်ကျော်ရပြီဗျအခုကြီးကရာအခုလက်ရှိကယ်ဆယ်နေတဲ့ကလေးပေါင်းကတော့30ကျော်နေပြီဗျဟုတ်လက်ရှိလည်းထပ်ရောရှာဖွေကယ်ဆယ်နေတော့ဗျကိုတို့တွေ့ဆင်သွားတာဆိုတော့တချို့ကလည်းဟိုအောက်ထဲမရတော့ဘူးဗျကျွန်တော်ပြောက်သွားတာဆိုတော့ပြောမှာပဲကျောင်းသားစီးနေပြန်တတ်ရမယ်ကျောင်းသားတွေကတော့ကျွန်တော်ဒီမဟာသာလေးတန်းယူရေပေါ့ဆယ်နှစ်ဆယ်နှစ်ယူရေဆိုတော့ကလေးကြီးပေါ့ဗျဟုတ်ဘုံကြားရောက်ပောက်ကွဲခဲ့တဲ့စာတင်ကြောင်းတစ်ထက်ဆောင်ပြူကြပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိလည်းဆက်လက်ရှာဖွေရေးလှုံ့ဆော်နေကဒဏ်ရာရသူတွေအတွက်လည်းဆရာဝန်အင်အားမလုံလောက်ဖြစ်နေတယ်လို့သိရပါတယ်။မေလာစန်းပိုင်းမှာသခိုင်းတိုင်းတွေကမြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေခက်စိတ်စိတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတွေချိခိုက်သေးဆုံးမှုတွေရှိနေပါတယ်။စာတင်ကြောင်းခလေးလေးတွေစာတင်နေတဲ့စာတင်ကြောင်းပုံကျဲချပစ်လိုက်တာဟမ်ကက်ကက်ပြောကြတာ လက်ရှိစစ်တပ်ထောက်ခံတဲ့ကောင်တွေအကြမ်းဖက်အကြမ်းဖက်တိုင်းပြည်ပေါ်မှာပြောနေတာလက်ရှိ PDF တွေတိုင်းနာ EOS တွေရဲ့နော်ဘုံတွေတနတ်တွေဒီပောက်ကွဲစေတတ်တဲ့အရာတွေကြောင့်အခုလိုမျိုးအတက်မပြေသေးတဲ့ကလေးတငယ်တွေအုပ်စုလိုက်လာရှိဘူးလားဟမ်မင်းတို့စစ်တပ်ကိုတည်င်းပေးတဲ့ကောင်ကိုတွားတက်လို့ရှိရင်မင်းတို့ကဘာလဲဘာအပြစ်မရှိတဲ့ပြည်သူကိုတဲ့အကြမ်းဖက်ဟမ်ဒီလိုမျိုးတလန်ကိုတွားရှင်းတာနဲ့အခုစတင်ကြောင်းကိုဘုံအစုလိုက်ပြောနေကြည့်ချက်တာပစည်းပစ္စည်းလုံးကလည်းခလေးငယ်40ကျော်တည်ခဲ့ပြီးပါပြီ။နော်အဲ့မှာခလေးငယ်40ကျော်တည်တယ် ပြည်သူ160လောက်ပဇင်းကြီးမှာအစုပဲအပြုံနဲ့ခံကြည့်ပူပါပြီအခုတခါလဲစာတင်ကြောင်းပေါ်ထပ်ပြီးတော့ကြဲချလို့အခုဓမ္မကြည့်လိုက်နော်ဘလောက်ပေရောပြေဖမ်းမတီရောအကုန်လုံးကလေးတွေတွေးတန်တည်ရဲရဲနဲ့နော်အဲ့ဒီကလေးတွေကမင်းတို့စစ်ဖို့ချုပ်တွေရဲ့တာသမီတွေနီးတွေဖြစ်နေမယ်နော်မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေရဲ့တာသမီတွေနီးတွေဖြစ်နေမယ်ဆိုရင်မင်းတို့တွေခံစားနိုင်မှာလားအဲ့တော့တိုင်းပြည်မှာတကယ်အကြမ်းဖက်နေတာဘယ်သူလဲနောက်ဆုံးဒီစာတင်ကြောင်းမှာ PDF တွေရှိတယ်လို့ဆွဆွဲချက်ရှိနေအောင်ဓမ္မကလေးတွေရှိတာတိတယ်လीအ ပြည်သူတွေဈားထဲရောက်နေလို့ရှိရင်သူများနိုင်ငံမှာเนาะအကျန်းဖက်သမားတွေဒဇာကန်တယောက်ကိုလှုပ်ထားရအောင်မှာအဲ့ဒီပြည်သူရဲ့အတက်ကိုရအောင်ခဲ့တယ်အခုဒီတိုင်းကြီးမှာမင်းတို့အာဏာသိမ်းတာကိုလက်မခံတာเนาะအခုရွေးကောက်ပွဲနီးတယ်ဆိုတော့စောက်ရက်မရှိတဲ့ရုပ်တွေထွက်လာတယ်တတ်တတ်ခိုင်းလို့ဗါတဲ့ဒီမိုကရက်တစ်ပါတီရဲ့ဒုဥက္ခအမေအဖိုးကြီးကဟိုအတက်ကတော့ကြီးနေပြီဟမ်ငြိမ်းချမ်းရေးကိုတကယ်ယူမဲ့အချိန်တန်ပြီလို့ကဲသွားပြောအမမင်းတို့အမေလေးစစ်တပ်ကိုသွားပြောဟမ် အခုမှထွက်လာတယ်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲလုပ်မယ်တဲ့ကြားကြောင်ထိုင်ကုန်တနီးယာရဖို့အတွက်ဘယ်ချောင်မှမလို့ထွက်လာတဲ့ဘာပါတီနှမ်းတီမင်းတို့တွေဖာပါတီပဲအကုန်လုံးပြီလားဟမ်တိုင်းပြည်ရဲ့ဒီနောက်ထိပြည်သူကိုရဲဆက်ဆက်လုပ်နေတဲ့အချိန်မှာမင်းတို့တွေပါတီတွေကတကယ်ပြည်သူဘက်ကရက်တည်ဒါမျိုးတွေကိုမင်းတို့စောက်ပေါက်တွေပိတ်နေတယ်ဟမ်ပဇီးပြည်စင်လိုဟာမျိုးနော်ဘလောက်ပဲ PDF ရှိရှိပြည်သူရှိတာတည့်ရတဲ့အတိုင်းဘာကိစ္စနဲ့မှအကြမ်းဖက်ပြီးဘုံကျဲချစရာအကြောင်းမရှိဘူး နော်ပြည်သူတွေစိတ္တံကိုတည့်ရဲ့တားနဲ့အကျမ်းဖက်ပြီးဘုံကျဲချတာဒီဒါဟာဒီနိုင်ငံဒီပြည်သူတို့ကအကျမ်းဖက်ပဲမင်းတို့ကမင်းတို့တက်မတော်မကလို့ဘာပဲဖြစ်နေစေရှင်းရှင်းလေးပဲနော်အဲ့တော့နောက်တစ်ခုရှိတာကပါတီတွေအနေနဲ့တည်ထားမှာ88မှာနေဝင်းကစစ်တပ်ကိုအာဏာသိမ်းခိုင်းတာနော်အခု2023မှာမင်းအောင်နိုင်ကအာဏာရှိတဲ့အစိုးရကိုအစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးပြီးတော့အာဏာသိမ်းတာနိုင်ငံတော်ပုံကန်တာဘာတူလဲ ဲ့တော့မင်းအောင်မှိုင်လီနိုင်ငံတော်ပုံကန်ထားတဲ့တကယ့်ရာဇဝတ်မှုကောင်းဆောင်တော့မင်းတို့တွေလိုရာဆွဲပြီးတော့ကိုပါတီနေရာရရေးအတွက်အဲ့ဒီနိုင်ငံတော်ပုံကန်ထားတဲ့ကောင်ရဲ့နော်အောက်ကိုဝင်ပြီးတော့လုပ်မယ်ဆိုရင်တော့မင်းတို့ဘဝမင်းတို့တမိုင်ပေဖို့ပဲရှိတော့တယ်အဲ့တော့လက်ရှိကျွန်တော်တို့တိုင်းပြည်ဟာဘယ်လောက်ထိစကေးရအောင်မလဲတော့မတိတော့ဘူးနော်နိုင်ငံတကာအနေနဲ့ပစည်းပြည်စင်မျိုးဖြစ်ခဲ့ပြီးပါပြီနောက်ထပ်ဖြစ်စဉ်တွေအများကြီးရှိခဲ့ပြီး နော်အခုတခါဒီဒီဘဲရင်းမှာကျဲချချက်ပြန်ပြီအော်ဒီဘဲရင်းဆိုတာကလည်းတကယ်ပဲဟိုဝိကျွေးပါလာတဲ့ဒေတာလားမသိဘူးနော်တော်လှန်ရေးနဲ့ပတ်သက်လို့တော်တော်ပေးဆက်ကလည်းဒေတာဒီဘဲရင်းဒေတာနော်အခုလဲမှကြီးစာတင်ကြောင်းပေါ့နော်ကဲအခုမင်းအောင်နိုင်အနေနဲ့ခင်းသိတဲ့မောင်ကမွေးထားတဲ့သားသမီးတွေကိုသူများအဲ့လိုမျိုးခေါင်းထုရိုက်ဝိုင်းခံနိုင်မလားစိုးဝင်းကြီးတွေဟမ်ဇော်မယ်လုံးမှာသားသမီးမိရှိလားတော့မသိဘူးကိုကျင်းစာတရားရှိပြီအဲ့တော့နိုင်ငံတကာရာဇဝတ်မှု ဟိုအနေနဲ့ပြောမယ်ဆိုရင်တော့ပြောစရာစကားမရှိတော့ဘူး။ဘာလို့ဆိုတော့လက်ရှိစစ်ကောင်စီရဲ့အကြမ်းဖက်ထားတဲ့ရာဇဝတ်မှုပေါင်းကထပ်နေပြီ။နော်ပြောစရာစကားလုံးမရှိတော့ဘူး။အဲ့တော့ငိမ့်ညာရင်ငိမ့်ညာရင်လို့ဩနေကြတဲ့လူတွေအတွက်ငိမ့်ညာရင်ဆိုတော့ဘာကိုပြောတာလဲ။စစ်တပ်ကိုစစ်မတိုက်ခိုင်းရင်တိုင်းပြည်ကငိမ့်ညာသွားပြီလေ။ဟမ်ပြည်သူဖြစ်စေချင်တာစစ်တပ်ကိုစစ်တမ်းလျှသွားလိုက်။မင်းတို့စစ်တပ်ကိုဖျောက်ခိုင်းတာမဟုတ်ဘူး။မင်းစစ်တပ်မရှိတော့လို့ပြောနေတာမဟုတ်ဘူး။လက်ရှိစစ်တပ်ကစစ်တမ်းလျှောက်ပြန်လိုက် နော်လက်ရှိအာဏာသိမ်းမှုမှာနော်ခုနကပြောသလို88မှာနေဝင်းကတိုင်းပြည်ရဲ့အာဏာကိုစစ်တပ်ကိုအပြီးသိမ်းခိုင်းတာအခု2021မှာစစ်အာဏာရှိနေတဲ့ပြည်သူရွေးချယ်တင်မြောက်ထားတဲ့အစိုးရကိုဖမ်းပြီးတော့အာဏာသိမ်းတာအဲ့တော့အာဏာသိမ်းမှတာဝန်ရှိတဲ့ကောင်တွေကိုအပြစ်ကိုခံစစ်တပ်ကစစ်တမ်းလျားပြန်လိုက်အဲ့ဒါဆိုရင်ဒီတိုင်းပြည်ငြိမ်းချမ်းသွားပြီဒီဟောကျွန်တော်တို့မြန်မာနိုင်ငံမှာပြည်သူအတောင်ကြားမြန်မာနိုင်ငံမှာကျွန်တော်တို့ဒုက္ခနေတဲ့ကိုတိုင်းပြည်မှာဒုက္ခနေတဲ့ လုံရန်ရှိရဲ့လုံရန်ရှိရာတွေလုံတင်တာတွေအဲ့ဒါကျွန်တော်ထုတ်မြန်မာနိုင်ငံပြည်တွင်းချင်းချင်းကြီးကိုကျွန်တော်စောင်းရွက်ပေးလျက်ရှိတယ်။အဲဒါတွေကိုလည်းဆက်လက်စောင်းရွက်ပေးသွားမယ်ဆိုဒီမိုကရေစီရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုတက်တက်သားသားစန့်ကျင်ကြပါလို့ကျွန်တော်လည်းပြောချင်ပါတယ်